ဆရာခင်ဗျားရဲ့ဆန္ဒနဲ့တနာကိုကွက်ကွက်ပြပြသိချင်ပါတယ်။သဘောပေါက်လေအောင်ဥပမာနဲ့တကွရှင်းလင်းပေးပါဆရာ။နိဗ္ဗာန်လိုချင်တာကိုတချို့ကဆန္ဒတချို့ကလိုချင်တာမှန်သမျှကိုတနာတိချတဲ့အဖြေကိုမရပါဘူးဆရာတဲ့အာကိုလေးစားလက်ပါဆရာဆိုပြီးမေးမြန်းထားရပဲဖြစ်ပါဆရာ။ဆန္ဒနဲ့တနာနဲ့တူမတူပေါ့ဗျာနော်။အမှန်တော့သူကဆန္ဒရောတနာရောပရမတ်ထတရားတွေဗျာ။ဒါကစာပေသိနေပြောတာပေါ့နော်။ ဂါမေရှိဆိုတော့ယက်တိရွာတိဆိုတော့ခုနလိုလိုချင်တာဆိုတာနဲ့အကုန်သိမ့်ကျုံပြီးတော့နိဗ္ဗာန်လိုချင်တာလည်းတဏှာတွေပဲဖြစ်ကုန်တော့အမှန်တော့စာပေသိနေရှင်းရမှာပေါ့အဲ့တော့ပရမတ်ထတရားမှန်ရင်သူကလက္ခဏာရတပိစုပ္ပံပရထံဆိုတာထံ၄ထံရှိတယ်အဲ့ဒီထံ၄ထံကဗုဒ္ဓရဲ့လက်ပေါ်ထူပဲဗုဒ္ဓရဲ့တက်ခွဲကံပဲဒီကလက္ခဏာတွေမတူဘူးစန္ဒကိုကြည့်ရင် definition ပေါ့ဗျာဟိုဟိုကပြောရင်တော့ဝိဂျိုပေါ့နော်ဘာသာရေးနဲ့ပြောရင်တော့သူကကတုကမြတာလက္ခဏောစန္ဒောလို့ခေါ်တယ်မြန်မာလိုပြောရင်တော့ ပြုလုပ်လူကမြမတ္တကိုစန္ဒလို့ခေါ်တယ်ဒီသဘောတက်တက်လေးပဲပြုလုပ်လူကမြမတ္တအဲကိုစန္ဒလို့ခေါ်တယ်လောဘနဲ့မတူတာအဲ့ဒါအဲ့တော့ပြုလုပ်လူကမြမတ္တဆိုတာသဘောလေးရဒီသဘောလေးရနှုတ်မနေဘူးလားလို့ထင်တယ်မဟုတ်ဘူးစန္ဒနဲ့သဘောသဘာဝကွဲအောင်သာသူ့ကိုထည့်လိုက်တာမတ္တလို့ထည့်လိုက်ပြုလုပ်လူကမြမတ္တလို့ထည့်စန္ဒကအမှန်အာကြီးတဲ့အရာ ဘိက္ခာသုံးပုံထဲမှာအဓိပတိ၄ပါးပဲရှိတယ်။စန္ဒဝိရိယစိတ်တဝိမန္တနောက်ပထမပါနော်စန္ဒဓိပတိဝိရိယဓိပတိစိတ်တဓိပတိဝိမန္တဓိပတိပေါ့။နောက်ပြီးတော့တပ္ပိယတဗုဒ္ဓဘုရားအလောင်းတွေဓာတ်ရိပ်ယူရင် စုပန်တဲ့ခါမှာအင်္ဂါ၈ချက်ရှိတယ်။ပြစ္ဆေကဗုဒ္ဓဆို၅ချက်ရှိတယ်။မဟာတမကတွေဆို၃ချက်ရှိတယ်။အဲ့ဒီဘလို့ပဲအချက်ချင်းချင်းအဲ့ဒီထဲမှာစန္ဒမပါလို့မရဘူး။ဖြစ်ချင်တဲ့စန္ဒဆိုတာလေအမတန်အရေးကြီးတယ်။ဒါကြောင့်ကတုကမြတ်တာလက္ခဏောစံတော့ပြုလို့လူကမြတ်မတ္တလို့သုံးတာဒီပြုလို့လူကမြတ်ဆိုတာဒီအာနေချင်းဝင် မပြဘူးဒါကိုချဲအောင်အရင်လုပ်ခရရနော်ဘာလို့လောဘနဲ့ကွဲကြံလို့ဒါပြင်လောဘကိုကြည့်လောဘရာလဲပရမတ္ထတရားသူ့မှာလက္ခဏာရှိတယ်အဲ့တော့လောဘရဲ့လက္ခဏာကဘာလဲဆိုအာရမဏဥက္ခဟိတဥက္ခဟိတလက္ခဏောလောဘလို့ရတယ်အာယုံကိုစွဲယူတာဖမ်းယူတာအာယုံဖမ်းယူတဲ့သဘောအဲ့တော့အာယုံကိုဖမ်းယူတဲ့သဘောဆန္ဒကလည်းဖြစ်ချင်တယ်လိုချင်တယ်ဆိုတော့အာယုံကိုဖမ်းယူတဲ့သဘောရှိကြဘာကွာလဲဆိုတော့ကန့်ညှိမှုရှိကြတယ်မရှိကြနဲ့ကွာ လောဘကကံ့ကြီးမှုရှိတယ်။ဘာကြောင့်လဲဆိုတော့လက္ခဏာကိုပြောပြပြီးရတပိစုပ္ပဒံပဒဋ္ဌံဆိုတာဤသောအကြောင်းကိုကြည့်ရင်လောဘရဲ့ပဒဋ္ဌံကဘာလဲဆိုတော့အတ္တဒဒသနာပဒဋ္ဌံ။အတ္တဒဆိုတာတာယာဝယ်ပိုင်းကိုပြောတာ။ဒသနာဆိုတာရှုမြင်တာမြင်တာပေါ့နော်။အဲ့တော့အာယုံရဲ့တာယာဝယ်အပိုင်းကိုရှုမြင်ပြီးဆွဲယူတာဆိုတော့သူကကန့်ညှိမှုရှိတယ်။ဒါအစာပေတိုင်းသွားရင်ကွဲတယ်လက္ခဏာကွဲတယ်ပဋ္ဌာဌာန်လည်းကွဲတယ်ဤသောကြောင့်လည်းကွဲ။လောကဥပမာနဲ့ပြောရင်တော့ပူရှင်းတာပေါ့ လောလောပူနေတဲ့ oaken ပူကြီးရှိတယ်ပေါ့နော်မိတိုက်ကြတဲ့ oaken အဲ့ဒီထဲကိုအသားတက်တစ်ခုကိုထည့်လိုက်အဲ့ဒီအသားတက်ကဘာလဲဆိုရင်တူးပြီးတော့ကတ်သွားတယ်ခွာလို့မရတော့ဘူးအသားထည့်ကြည့်ပေါ့နော်အဲ့ဒါလောဘရဲ့သဘောပဲကန့်ကျင်မှုရှိတယ်စန္ဒရဲ့သဘောကအဲ့လိုမဟုတ်ဘူးအဲ့ဒီလောလောပူနေတဲ့ oaken ထဲကိုကြောက်ခဲတစ်လုံးပြစ်ထည့်လိုက်တယ်လန်ခင်းကြောက်ခဲတစ်ခုပူတော့ပူမယ်ဒါပေမဲ့ကန့်ကျင်မှုမရှိဘူးကြောက်ခဲရဒီအိုးကန့်ကျင်မှုရှိဒါကလောကဥပမာနဲ့ကွဲအောင်ပြောတာလောဘသည်ကန့်ကျင်တဲ့ခြေပတ်တဲ့ခြေနောက်နဲ့ပူလောင်တဲ့သဘောသူ့သဘောလေးပေါ့နော် ဒါပြင်နောက်တစ်ခုဥပမာပဲအဲ့ဒါပိုရှင်းတယ်လေးသမားရဲ့ဥပမာလည်းပြတယ်လေးသမားတယောက်ကပြစ်မှတ်ကိုသူပြစ်မယ်ပေါ့ပြစ်မယ်ဆိုရင် तू ကဘာလုပ်လဲမြားတန်ကိုကောက်ယူရတယ်အဲ့ဒီမြားတန်ကိုကောက်ယူခြင်းသည်လိုချင်မှုသဘောပဲဒါပေမဲ့ तू ကလောဘမဟုတ်ဘူး तू မှာကံ့ညှိမှုမရှိဘူး तू ဘာလုပ်မှလဲဆိုတော့ပြန်ပြစ်လွှတ်မှာဒီသဘောကိုပေါ်အောင်ပြောတာထိုနည်းတူစွာပဲကျွန်တော်တို့ဥပမာနဲ့ပြောမယ်ကျွန်တော်ဒါနတစ်ခုလုပ်ချင်တယ်။အမကထင်စင်ငန်းကတ်ချင်တယ်။တို့မဝါဆိုစင်ငန်းကတ်ချင်။ဘာလို့ရမလဲငွေရှာရမယ်။ပစ္စည်းရှာရမယ်။အဲ ပစ္စည်းစုရမယ်ပစ္စည်းဝယ်ရမယ်အဲ့ဒါလောဘနဲ့ရှာနေတာမဟုတ်ဘာလို့လဲဆိုတော့သူကပြန်လဲပြစ်လွတ်ဖို့စွန့်လွတ်ဖို့အတွက်ရှာနေတာဒီလိုကွာသွားတယ်တရားအထုတ်မယ်သင်တန်းမတက်ရဘူးလားရိတ်တာမဝင်ရဘူးလားဒါလောဘနဲ့လုပ်နေတာမဟုတ်ဘာလို့လဲဆိုတော့ဒီမှာအဆုံးချပြီးနိဗ္ဗာန်ကိုစေလွတ်တဲ့စိတ်နဲ့အထုတ်ဖို့အဲ့လောဘနဲ့ဆန္ဒကသူအဲ့လိုမျိုးကွာသွားတယ်နော်ဟိုသုံးဆက်တဲ့နေရာမှာလည်းမတူဘူးပေါ့ဗျာနောက်တစ်ခါကျတော့ကျွန်တော်ဒါနောက်တစ်ဆင့်မြင့်ပေါ့သူတို့ဘီးမှတက်ထားတဲ့ပုံစံတွေကသိတယ်ဆန္ဒဟာသူကပကိန်းစစ်တဲ့စိတ်ထဲမှာပါတယ် ပကင်းဆိုတာရောရောပြုံပြုံပေါ့နှစ်ဖက်ရစီတသိပ်လို့ခေါ်တယ်။ကုသိုလ်ဘက်မှလည်းပါတယ်အကုသိုလ်ဘက်မှလည်းပါတယ်။ဆိုလိုတာကလူကျင်တန်းကျင်တာလည်းဆန္ဒပဲ။ဒီဘက်ကငားများကျင်တယ်ပိုကတောင်းကျင်တယ်အရက်တောက်ကျင်တယ်ဒါရောဆန္ဒပြောလို့မရဘူးလားသူ။ရတဲ့အခါမှရတယ်ဘယ်လိုအခါမှရလဲဆိုတော့ကာမဝါစရကုသိုလ်တွေကိုလုပ်ပြီးတော့မဟေကုကုသိုလ်ကိုတက်မှာပေါ့ဗျာ။ဇန်အားထုတ်မယ်ဇန်ရအောင်အားထုတ်မယ်ကုသိုလ်၃မျိုးရှိတယ်နော်။ကာမကုသိုလ်မေဟကုသိုလ်လောကုသရာကုသိုလ်ဇံအားထုတ်တဲ့အခါမှာသူက ဇံကိုရပြီဟေးလို့ဆိုရင်ဇံမဇံအင်္ဂါတွေရှိတယ်ပရမဇံဆို၅ခုပေါ့အကျဉ်းမပြောမှာနော်ဝိတဝိဇ္ဇာရပိဋိဒုက္ခဧကဂရာပေါ့အဲ့ဒီလိုဇံအင်္ဂါတွေကဒီကနိဗ္ဗာန်၅ပါးကိုကာမိသန္တာနိဗ္ဗာန်ပြာပါဒထိညာမိတ္တဥဒိစ္စဝိသိကိစ္စပေါ့အဲ့ဒါကိုသူကလောင်မြိုက်တယ်ပေါ့နော်ရှုပ်ပြလိုက်တယ်ပေါ့အဲ့လိုရှုပ်တဲ့အခါမျိုးမှာဆိုရင်ဆိုလိုတာကာမိသန္တာနိဗ္ဗာန်ဆိုတာဖြစ်တယ်ကာမဂုဏ်တရားတွေကိုတတ်မဲ့တဲ့အရာမျိုးဆိုရင်သူကခွဲပြောပြီအဲ့ဒါကိုကာမိသန္တာလို့ခေါ်ပါတယ် ုသိုလ်တရားတွေဆိုရင်ကုသလစ္ဆန္ဒတို့ဓမ္မစ္ဆန္ဒတို့အဲဒီလိုနေရာမှာကျတော့ခွဲပြားတယ်။တာမန်အဖြစ်ပြောရင်တော့ဆန္ဒသည်ပြုလုပ်လူကများမတ်တာဖြစ်တဲ့အင်အားအမြတမ်းကြီးတဲ့ကောင်းမှုကုသိုလ်ဘက်မှာပဲသုံးတယ်။လောဘသည်ကံ့ညစ်တဲ့ရစ်ပတ်တဲ့ခြိနှောင်နဲ့ပူလောင်တယ်။ဒီဘက်မကောင်းမှုအကုသိုလ်စေတသိက်ဖြစ်တယ်လို့ဒီလိုသူ့နေရာနဲ့သူယူပုံယူနည်းပေါ့။နောက်တစ်ခါသူမေးထားတယ်နိဗ္ဗာန်ကိုလိုချင်တာဆန္ဒလားလောဘလားလို့ပြောတယ်။အဲ့ဒါကနိဗ္ဗာန်ကိုလိုချင်တာကဆန္ဒ။ဘာဆန္ဒလဲပြောရင်တမာဆန္ဒနော်။ တမဆန္ဒမှန်ကန်သောလူကျင်မှုတစ်ခုပေါ့နိဗ္ဗာန်ကိုလူကျင်တာလူကျင်တာပါတဲ့အတွက်လောဘလို့သုံးလို့မရအောင်လားဆိုမရဘူး။ဘာကြောင့်လဲလို့ဆိုတော့အဲ့ဒါလည်းစာသင်မှသိတယ်။စာမသင်မသိဘူး။ဟိုဟာရှိတယ်အာရမဏသင်္ကဟာမှာပကိန်းပိုင်းပေါ့နော်။ပြီးဒီမှာသင်ထားတဲ့ပုဂ္ဂိုလ်ဆိုအဲ့မှာအာရမဏသင်္ကဟာမှာအာရမဏနဲ့အာယုံအတွဲတွေရှိတယ်။အာယုံပြုတာရဲ့အာရမဏဆိုတဲ့စိတ်ရပေါ့နော်။အာရမဏိကဆိုတဲ့စိတ်။အဲ့ဒီမှာသူကခွဲပြားတာရှိရ။ကာမကိုအေကံအာယုံပြုတာ 25ပါကာမကိုဧကံအာယုန်ပြုတာ25ပါမဟေကုကိုဧကံအာယုန်ပြုတာ6ပါပြဉ္ညာကိုဧကံအာယုန်ပြုတာ21ပါနိဗ္ဗာန်ကိုဧကံအာယုန်ပြုတာ7ပါမလေးပါဖို့လေးပါဘူးအဲ့ဒီထဲမှာခုနလောဘကမပါဘူးနိဗ္ဗာန်ကိုအာယုန်ပြုလို့မရဘူးနိဗ္ဗာန်ကိုဧကံအာယုန်ပြုတာဒီမလေးပါဖို့လေးပါပဲရှိတယ်လောဘကပြုလို့မရဘူးခေစကားနဲ့ပြောရင်ပါလဲဆိုတော့ဆက်သွယ်မှုဧရိယာပြင်ပါပဲ နော်သူလှမ်းချိတ်လို့မရဘူးသူအာယုန်နဲ့မှဘူးမရှိဘူးလောဘရဲ့အာယုန်နဲ့မှဘူးနိဗ္ဗာန်ကိုလူကျင်တဲ့စိတ်ရှိကိုမရှိဘူးဒါဖြင့်အေကံမဟုတ်ရင်အနေကံရောဖြစ်နိုင်လားအနေကံဆိုတာတခါတရံမို့ဖြစ်ဖြစ်ကောင်းသလားလို့ပြောရင်ဒါစာမကြံအောင်ပြောတာနော်အဲ့လိုမျိုးပြောရင်လည်းပဲအကုသိုလ်စိတ်12ပါးထဲမှာပါတဲ့လောဘသည်သူအာယုန်ပြုနိုင်အနေကံအာယုန်ပြုနိုင်ရင်ဟိုဘက်မှာမဲလေးပါဖိုလေးပါနိဗ္ဗာန်ဆိုတဲ့ကိုးကုကိုချွင်းလိုက်ရတယ်စာစကားနဲ့ပြောကြံတဲ့လောကီစိတ်82ပါးကိုသူအာယုန်ပြုနိုင်လောကုတ္တရာစိတ်နဲ့နိဗ္ဗာန်ကိုသူလုံးဝအာယုန်မပြုနိုင်ဘူး အနေကံအဖြစ်တော့အာယုံမပြုတ်နိုင်ဘူးပေါ့နော်အဲ့တော့အနေကံအဖြစ်အာယုံမပြုတ်နိုင်ဘူးဆိုတော့အေကံတော့တည်ကြတယ်ပေါ့အနေကံတော့သူမရဘူးလို့ဆိုတော့ကျွန်တော်တို့ကြည်ညိုဖို့ပြောတာနော်ဩဃာတကရောကျူးမကြီးကရောကတော့ကျူးအားကြောင့်ဘယ်လေးပါးကတုံးမှာပြောတယ်မလားမယ်လေးပါးဖို့လေးပါးနိဗ္ဗာန်ချမ်းသာတရားတော်မြတ်ကိုမယ်လေးပါးဖို့လေးပါးနဲ့နိဗ္ဗာန်ပဲပါတယ်ခုနကပြောတဲ့ဇံမဟုတ်ခုကုသိုလ်တွေလည်းအမတန်အားကောင်းတာပဲအဘိညာဉ်တွေအဲ့ဒါတွေကိုဘာကြောင့်ရပါလို့ပြီးလို့မထည့်လဲဆိုရင် အဲ့ဒီလောဘနဲ့အနေခံအာယုံပြုနိုင်လေလို့အေကံတော့မပြုနိုင်ဘူးအနေခံတစ်ခါတည်းရန်လောဘစီလေးနဲ့ဒီဇန်လေးပါလေးကိုလိုချင်တဲ့ဟာမျိုးဖြစ်မှာစိုးလို့တန်တန်ချင်းချင်းဖြစ်အောင်ရှေးရှေးဆရာတော်ကြီးတွေကဩကာသကတော်ကျူးမှာမယ်လီဘဘူလီဘနိဗ္ဗာန်ကိုပဲလှုပ်ထားတယ်နော်လောဘကနေဆက်သွယ်မှုဣရိယာပြေးပါသူနဲ့ဘာမှမဆိုင်တစုံတရာသောပုဂ္ဂိုလ်ကလောနိဗ္ဗာန်ကိုအာယုံအာယုံပြုတာလိုချင်တာလောဘဆိုရင်အဲ့ဒါမဟုတ်တော့နော်နှဲ့ရွက်နဲ့ထမင်းစားတယ်ဒီပဲပြောသလိုဖြစ်မယ်နော်ကိုယ်ကာယတွေပဲ နော်ဆရာနီးလည်းမကြဘူးစာနီးလည်းမရဘူးနော်ဒါကြောင့်အဲ့လိုလေးရှင်းရှင်းလေးနဲ့သိရပါတယ်ဖြေကြပါတယ်